ူကဆယ်ရန်အောင်ပြီးသားသူ့ဖြစ်ကပုံလွှမ်းကြအကောင်းလေသူဆယ်ရန်အောင်နဲ့နှစ်မှာပဲသူ့ဖေနဲ့မေဟာ60 90တနစ်တွင်ကွယ်လွန်ကြတယ်အိမ်ကြီးတိမ်မှာတယောက်တည်းကျန်နေတယ်အားငယ်လို့တိမ်ငယ်စိတ်တွေနဲ့ရန်ကုန်ကိုဆင်းသွားတယ်ရန်ကုန်မှာသူ့ဘာကြီးရှိတယ်ဗျဦးဘယ်ကြီးနဲ့သမီးများစာပေတဲ့ဆရာတို့ကြောက်ဆဲကြပါဘူးအဲ့ဒီလိုရောက်တော့သူ့ဘာကြီးကသိတာပေါ့ငါ့ကူမိဘတွေဆုံးတာလို့တရင်ကြတော့မျက်နှာလေးကလည်းငဲလို့ လူလေးလားကွဘုရားကြီးတို့မှာစာအုပ်ဆိုင်ကြီးရှိဟောရပါကြီးရဲ့စာအုပ်ဆိုင်ကြီးပဲကွမြစ်စိတ်ပြည့်လက်ပြောင်းပြင်းပြီးစာအုပ်ကလေးတွေကူရောင်းပေါ့လူလေးရရွှေရကုံသွားခြင်းနဲ့သွားပေါ့ကွဟောဒီမှာပါကြီးရဲ့စာအုပ်ကလေးတစ်ထပ်မင်းပြင်းပြီးဖတ်ဖို့လေပေးထားအောင်ဘုရားကပြန်လာတော့တုပ်ကူဖတ်ပေါ့ကွညိုရဲလက်ချင်းလဲလိုက်ပြန်လာတော့တုပ်ကူဖတ်ပေါ့ကွအဲ့လိုပြောပြီးစာအုပ်ကလေးတွေချပြီးချက်ငွေချင်းကဈေးဆိုင်ကြီးမှာကူရောင်းပါတယ် အယောင်ပါရင်တအုပ်ယူဖတ်တယ်ဖတ်လို့ပြီးရင်ပိတ်ဒီဘက်ကိုပုံထားချွေးကုံသွားလိုက်ပြန်လိုက်တအုပ်ဖတ်လိုက်ဘေးကိုပုံထားလိုက်ညိုရဲသွားလိုက်တအုပ်ဖတ်လိုက်၂၂အုပ်သောစာအုပ်တစ်ထပ်ကိုတလနီးပါးကြအောင်ဖတ်ပါလေအားလုံးဖတ်လို့ပြီးတဲ့နေ့မှာဆိုင်ထဲမှာရှိတဲ့သူ့ဘာကြီးကိုပြောတယ်ဘာကြီးတဲ့ကျွန်တော်ကြောက်စီပြန်တော့မင်းဘာကြီးကစင်စင်ဆာဆာနားထောင်ဒီလေးသန်းဟာတော့ကြတယ်တို့တို့ တေရအောင်စူးစမ်းနေမိကွန်မေးလိုက်အေးပြန်ပြီးရင်မလုပ်မလဲလူလေးရကျွန်တော်တက်ကတူဆက်တက်မယ်ဒီဖြေကိုပို့သဘောကြတယ်ဖာကြီးကစာသမားလူပါဟောဒီစာအုပ်တစ်ထပ်ကိုပေးတာကြောင်းမယ်မဟုတ်ဒီယုံမြင်လို့ဒီချုံထွင်းတာငါပြစ်တယ်မြန်မှန်သွားပြီတဲ့ငါတူရတသက်တာစိတ်ချရပြီပို့ကောင်းကလည်းတငယ်ချင်းကောင်းပြ ပါကြီးရဲ့တီစာဝန်လေးတစ်ထပ်ကိုတော့ကျွန်တော်ပိုင်ပေးလိုက်ပါ။အိုးဇူးသွဲလူလေးကမင်းကိုအဲ့ဒါပေးပြီးသားပဲလေကွာ။ဂုံစော်ချိုးလေးနဲ့ဆီးပြီးတော့ယူလာတယ်။သူ့ဘုံမဟုတ်သူ့ဖက်ပြီးပြီ။သူ့တငယ်ချင်းဟိုကောင်တလွန်လွန်တဆွေးဆွေးတငင်းငင်းတငိုင်းငိုင်းနဲ့ကောင်းဟိုကောင်ဆိုတာဒီကောင်။ကျောင်းဝတ္ထရိယလို့ယူလာတယ် ယူလာပြီးတော့ဆရာအိမ်ကိုဝင်လာတယ်။စောင်းစီလေးကိုစပွဲပေါ်ဘုတ်ကနဲ့တန်းမီအောင်ချတယ်။ဆရာရှိပါတယ်။အဲ့ရကလေးမမပလက်ကလေးဘာလုပ်နေတော့တွန်းနေပါလေ။ဘုကောင်ကပြောတယ်။ဟဲ့ကောင်ငါရဲ့ငုံကပြန်လာပြီ။မင်းမို့ဒီမှာစောင်းဥတီပါလာတယ်။ဆရာကအဲ့ရကလေးမလှမ်းမေးလိုက်။ဘာသာဥပ္ပေများလဲတငယ်ချင်းရဲ့မေးဖို့မေးနည်းကခလွန်းလွန်း ကိုကောင်နာကြရင်ကက်ဟဲ့လုံးနေနေတယ်ဒီစားတို့အားလုံးငါဖက်ပြီးပြီးတယ်မင်းပိုင်လိုက်တော့သွားမယ်ချက်လေးတန်းကိုမကြိုက်ဘူးမာရင်ကြောရင်ပျော်ပြီထွက်သွားရင်အရင်တကားထွက်မှလှမ်းអော်လိုက်သေးဖေကောင်ဖက်ပြောင်းဖက်နိုးတယ်ချက်တော့ငွေချင်းရဲ့စေရနာကိုလေးစားလို့အဲ့ရကလေးမော်ကလွန်လွန်ကလေးထလာပါတယ်အပေါ်ဆုံးစာအုပ်ကိုလွန်လွန်ကလေးယူပါတယ်အားလုံးလွမ်းနာပါတယ်မပါလို့မရဘူး အဲ့ဒါနဲ့ပေါ်ဆုံးစာအုပ်ကလေးကိုယူပြီးတော့ဖတ်လိုက်တဲ့ချိန်မှာဘသူရေးတဲ့စာအုပ်လဲလို့ယူကြည့်ပါပြီစာရေးဆရာကြီးပီမိုနီရေးတဲ့စာအုပ်တစ်ထပ်22အုပ်ရှိပထမအုပ်ဆုံးယူလိုက်တဲ့စာအုပ်ကဘာကြောင့်လို့ပီမိုနီစိတ်ပညာရှုပ်ထွေးနေတဲ့တိမ်မွေးတဲ့စိတ်ပညာကိုဆရာပီမိုနီကဝတ်ကြတော်ကလေးများနဲ့ရှင်းလင်းလွယ်ကူအောင်ရေးတတ်ပါပြီတဲ့ ရှင်နမူနာပြောပြလူတယောက်ဟာကိုယ်စိတ်ကိုနှိမ့်နှိမ့်နေမြင့်မြင့်နေဒါလို့သမီးတို့နှလုံးသားထဲမှာဆဲအောင်မှတ်ပါကိုယ်စိတ်ကိုနှိမ့်နှိမ့်နေမြင့်နေရှင်ကအဲ့ဒါကလေးမြင်နေတဲ့ခဏနားလိုက်နေဦးနေဦးငါစိတ်ဘယ်ရောက်နေတော့မတွေ့ဘူးဘယ်တွေ့မလဲအဝေစီရောက်နေပါလေ မမနဲ့ဆရာကြီးကျွန်တော်စိတ်သိက်ကိုနေနေပါလေဆက်ပြီးတော့ဆရာကပြောတယ်လူတယောက်တမင်ဘဝမှာရှင်မန်းချက်ရှိရမင်းဘာဖြစ်ချင်တယ်လဲမင်းကဆရာဝန်ကြီးဖြစ်ချင်သလားအင်ဂျင်နီယာကြီးဖြစ်ချင်သလားစစ်ဘိုလ်ချုပ်ကြီးဖြစ်ချင်သလားတထဲကြီးဖြစ်ချင်သလားစာရေးဆရာကြီးဖြစ်ချင်သလားကိုယ်ဝါဒနာဗီဇရိုက်နေကြိုက်နေတဲ့ရှင်မန်းချက်ထားတယ်သူများရောင်းလို့မရောင်းနဲ့ အဲ့ဒီရည်မှန်းချက်ကိုထားပြီးပြီဆိုရင်တော့မဖြစ်မနေစ조사ဘယ်သူမှလွယ်လွယ်နဲ့တော့မဖြစ်ကြဘူးတဲ့အချိန်ကြီးပြုတ်ကြမှာပဲပြန်ကြမှာပဲမင်းပြန်တက်ရမှာပဲတကားလို့ကိုခောက်ကြလို့ခောက်တော့သူတို့တွေတကားလို့ဒီပွင့်လိမ့်မည်လွယ်လွယ်တော့မပွင့်ဘူးဥရောပနိုင်ငံတွေမှာနှင်းမုန်တိုင်းကြီးကြနေတဲ့လူတယောက်ကလမ်းပေါ်ရောက်ပြီးတော့အိုးနှင်းပတ်တည်းဖွင့်လို့အောက်ကခြေတော်မှာနှင်းတူတွေကတပေနှစ်ပေရှိလာပြီ အဲ့ဒီမှာမကြရင်သွေးခဲသေးရတော့မင်းလမ်းဘေးမတွေ့တဲ့အိမ်တိုင်းကိုခောက်တယ်တော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 ်ဟာဘယ်ဖွင့်လို့ဖြစ်မလဲနေမုံနိုင်ကြနေတာပဲလူဆိုးလားမသိလူကောင်းလားမသိမဖွင့်မှုပါအင်းရှင်းကမဖွင့်ဘူးဆက်ခောက်တော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 ်မဖွင့်တော့နောက်တိတ်မွှေ့ရပြန်ပြီတော်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 ခောက်တယ်ဟာဖွင့်လိုက်နေနေဝင်လာမှာပေါ့လေအေးတွေဝင်လာမှာပေါ့ဘယ်ဖွင့်လို့ဖြစ်မလဲမဖွင့်ဘူးနောက်တိတ်ကိုပြောင်းခောက်ပြန်ပြီအိမ်နေခုတခုပြောင်းခောက်နေတော့သူလှုပ်ရှားနေရတယ် ဘယ်လိုခောက်ခောက်ပွင့်မှာမဟုတ်ပါဘူးခောက်ရင်လည်းမောယုံမှာပဲမခောက်တော့ပါဘူးလို့စိတ်လျှော့လိုက်တဲ့ခဏမှာနှင်းမုံနိုင်တယ်လဲကြသွေးခဲသေးမှာပါပဲခောက်နေရင်မှမင်းရှင်နေဦးမယ်နောက်လေခောက်ပြန်ပြီးတော့တော့တော့စိတ်ကောင်းနှလုံးသွင်းရှိတဲ့လူကဘယ်သူလဲမသိဒုက္ခရောက်နေတဲ့ခီးသွားမြန်လား တကားကလေးကိုဟာလေးဖွင့်ပြီးတော့ဘာသူလဲဘာကိစ္စလဲကျွန်တော်နှင်းမုံနိုင်ပြီးဒုက္ခသေးပါခင်ဗျကျွန်တော်ကဲပါဦးခင်ဗျလာလာလာမြ мян ဝင်မြ мян ဝင်တကားပြန်ပိတ်သူအိမ်ညီမကနှင်းပတ်တွေခွာချကိုမမီးပေါ်နဲ့ကတ်လိုက်ကတ်လိုက်မသေးတော့ဘူးတော့တဲ့မင်းဘဝရဲ့ဂျီမန်းချက်အောင်မြင်ခြင်းတဲ့ခါမှာအဲ့ဒီဂျီမန်းချက်ကိုခုနနှင်းမုံနိုင်ပြီးတကားခောက်တယ်မင်းခောက်ပါတဲ့မပွင့်မချင်းခောက်ပွင့်လိုက်ပြီတဲ့ ဲ့ဒါကိုဖတ်ပြီးတော့ဆရာအာမန်နေတက်သွားလိုက်တာကို့ဟာသာကိုစဉ်းစားကြည့်ငါတန်းနေမှာဒါကဆံမွေးဝဲအောင်မူသလားတခါမှမအောင်ဘူးအဲ့ဒီတခါကိုရောဘယ်နှခါခောက်တော့တခါမှမခောက်ခဲ့ဘူးလေးပါးသာကြကြတဲ့အချိန်နေလိုက်တာပဲနောက်တစ်လကြရင်တော့သုံးပါးသာရဲ့ကြာမယ်ကွာလို့မလုပ်ခဲ့ဘူးနောက်တစ်လကြနှစ်ပါးသာရဲ့နောက်နှစ်လဘာသာဆုံးအောင်ရမည်လို့ဆရာတခါမှမတွေးခဲ့ပါဘူး လေးပါသာကြသလားကြတယ်အင်းကြတယ်ကြတယ်တိုင်ပေါ့ဒီလိုနေခဲ့တာပဲအတန်းလေးမှာပထမဒုတိယတခါမှမရဘူးအဲ့ဒီတခါကိုရောမင်းမတခါခောက်တော့စိတ်တော်မကူးခဲ့ပါဘူးမပွင့်တာဘာဆန်းတယ်လေအခုသားတို့သမီးတို့ကိုဆရာကမင်းကြည့်မယ်စိတ်ထဲရမယ်ဖြေပါနှုတ်ကမဖြေပါနဲ့သားတို့သမီးတို့ပထမဘယ်နှခါရပြီးပြီတော့မရသေးဆိုရင်ကိုယ့်ကိုယ်ကို စိတ်မပြတ်ပန်နေငါဒီတကားကိုမခောက်သေးလို့မပွင့်သေးတာလို့မှတ်ခောက်ဖို့အတိတတိမရှိသေးလို့အဲ့ဒါကိုနားမလည်သေးလို့မခောက်လို့မပွင့်သေးတာပါသားတို့သမီးတို့ညဲ့လို့ပထမမရတာမဟုတ်ညဲ့လို့ရတာမရတာမဟုတ်မင်းမခောက်လို့မပွင့်တာဒီအရေးကိုမှတ်ထားပေးပါမှတ်ထားပေးအဲ့ဒီမှာဒီစာအုပ်ကိုဖတ်ပြီးတော့ ဆရာကအာမန်တက်သွားလိုက်တာနောက်တော့ကိုယူတယ်လွန်းလွန်းလေးမဟုတ်ဘူးစိတ်ပါလက်ပါယူတယ်အရင်မဆိုင်ကြေရိုးလိုက်အိုးကောင်းလိုက်တာငွေရင်တပြားမှမရှိပဲနဲ့ကဘာကျော်တန်းကတည်းကဖြစ်သွားတဲ့လူတွေရဲ့အကြောင်းအားဒီကိုတက်လို့ဒါဝချနောက်တော့ကိုယူပြန်ပြီးကိုထူးကိုချုံလူတယောက်ထူးချုံမှုသူများလုံးပေးလို့မရကိုဘာသာကိုလုံးမှရတယ်မင်းဆယ်တန်း၆ဘာသာကိုမှုထွက်ဖို့ ကိုယ့်ဘာသာကိုလုံးမရလိမ့်မယ်ဆရာတွေကဆရာမတွေကသင်ပေးလိမ့်မယ်မိဘကကြောင်းကောင်းကောင်းထားပေးလိမ့်မယ်စာကောင်းကောင်းကြည့်အောင်လုပ်ပေးလိမ့်မယ်သို့တော့တကယ်ရအောင်ကြည့်ရမှာကကိုယ်တိုင်ပဲတကယ်ထွက်အောင်ဖြေရမှာကကိုယ်တိုင်ပဲအဲ့ဒါဖတ်ရတော့ဟာအာမန်ပိုတက်ဘေးကိုချနောက်တော့ကိုယူပြန်ပြီအောင်စိတ်တဲ့ထူးချွန်စွာအောင်မြင်ဤကြီးပွားချမ်းသာဤတောက်ဖတ်ပြီးတိုင်းဖတ်ပြီးတိုင်းအာမန်တစ်ခါတစ်ခါတက် စာအုပ်ချုပ်ကိုဖတ်လို့အပြီးမှာအဲဒီတော့ကဆရာစိတ်ခင်ဖြစ်တဲ့အတိုင်းအမှန်တိုင်းဝန်ခံပြောဆိုရရင်ဆရာမိုးကဒုနဲ့တိုက်ချင်စိတ်ပြီးပေါက်နေတယ်ပြန်ကြည့်လိုက်ဟိုဘက်ကတလွန်လွန်တဆွေးဆွေးကောင်းခုတော့မိုးကဒုနဲ့တက်တိုက်ချင်နေပြီအဲဒီတစ်ထိုင်ထဲမှာဆရာဆုံးဖြတ်ချက်ချလိုက်ဒါဒီကုန်လုံးဆရာလောက်ကြံပြောနေတာမဟုတ်တကယ်အဖြစ်ကိုသားတို့သမီးတို့ကိုရွေးနဲ့ရင်းပြီးတော့ပြောတာပါအဲ့ထိုင်ထဲမှာဆုံးဖြတ်ချက်ချပြီဒယ်ရီစာအုပ်ကိုယူလိုက် ဒီနေ့ဆယ်ရံပြန်ဖြစ်ပြီရှင်းနှစ်တက်ကတူဆက်တက်မယ်ကြည်စမ်းအရင်တော့ကဟောဒီလူဒီစိတ်ပဲတသက်လုံးဖြေလို့အောင်မယ်မထင်နဲ့ဆယ်ရံအခုကျတော့ရှင်းနှစ်တက်ကတူဆက်တက်မယ်မင်းဒီနေ့ဖြေမယ်လို့ဆုံးဖြတ်တာတော့ရတာပေါ့ရှင်းနှစ်တက်ကတူဆက်တက်မယ်ဆိုတော့အောင်အောင်မကိုအောင်မအောင်မမလားဆိုတဲ့တန်တရားစိတ်ရှင်းသေးသေးလေးတော့မရှိဘူးကဲအဲ့လိုဆိုရင်ဒီနေ့ဆုံးပြပြီးစနေအင်္ဂါရွေးမနေနဲ့ တတိယရဲ့ရက်ကရက်ကောင်းရရာဇာပဲခုပဲဆလုပ်အင်္ဂလိပ်စာကဆလုပ်ပါလေအစမှခဏညာကောင်း၆မိနစ်တည်းပြတ်တာတော့အင်္ဂလိပ်စာ I go to school တော့မလုပ်တတ်တော့ပါဘူးခုနတန်းစင်တော့မရှိပါဘူးအဲ့လိုလဲတွေ့လိုက်ကြရောချက်ကိုဆရာပြန်ပြောလိုက်တဲ့စကားရှိပါလေနှုတ်ကပြောတာမဟုတ်ရင်ထဲကပြောတဲ့စကားရင်ထဲကပြန်ကြားပါတကယ်ပြောခဲ့တဲ့စကားပါပဲ ားတို့သမီးတို့လက်ဆောင်ပါပါမယ်ဘယ်လိုပြောလိုက်တုန်းဆိုတော့ကောင်းတယ်စမယ်စရတုံညကစမယ်အဲ့လိုကိုကိုကိုပြောလိုက်ပါလေတကယ်ရောက်နေတာလေတုံညဖြစ်နေတာကိုအဲ့ဒီလိုတွေးတဲ့အတွေးကိုဘာစိတ်လို့ခေါ်တော့ဆိုအဲ့ဒါပီမိုနင်းစကားနဲ့ပြောရင်အောင်စိတ်ပဲလူတရားအောင်မြင်လို့မယ်ဆိုရင်နောက်ကိုလက်မကြည့်တော့ရှေ့တူယူကိုပဲကြည့်တော့တယ် အရှုံးကိုမတွေးတော့ဘူးအောင်မြင်ဖို့ကိုပဲတွေးတော့တယ်အဲ့ဒီစိတ်ကအောင်စိတ်အောင်စိတ်ရှိရင်အောင်မယ်ရှုံးစိတ်ရှိရင်ရှုံးမယ်အဲ့ဒီမှာဆရာကချက်ချင်းပဲကြောက်မတက်နိုင်ပါကျူရှင်မရှိပါဆရာတို့ခေတုံးကဘာလို့ ਆ တော့ကိုယ့်ဘာသာကိုအင်္ဂလိပ်စာကို let's say english book one amen a dot လူတယောက်ကိုယ့်ဘာသာစာပါခွန်ရည်နဲ့ပြီးပါမြန်လိုက်တယ်ကိုယ့်အသင်းနဲ့ကိုယ်လုံးတော့ပျော်စရာလည်းကောင်းလိုက်ဟိုးပြီးသွားပြန်လိုက်ပုတ်တူ तू အပုံရှင်းလင်းရေးထားတယ်ပြီးတော့ what လက်ကျင်ကနေပေးတယ်မြန်မာလို၂၀ကျောင်းပြီးအင်္ဂလိပ်လိုပြန်အင်္ဂလိပ်လို၂၀ကျောင်းပြီးမြန်မာလိုပြန်ဆရာကတေးကြချင်းလို့ထက်တန်းကျောင်းကအင်္ဂလိပ်စာဆရာနဲ့ဆရာမတော့ပြတ်နှစ်ယောက်ပြတဲ့ကျောင်းကတော့ကျူရှင်ကပေးရတာမဟုတ်တော့အားနာလဲလဲနဲ့ပြတ် book 4ပြီးတော့ဟိုးဆီဆီတော့ပုံမြင်ကြီးတွေအရှိကြီးနှစ်မျက်နှာသုံးမျက်နှာတော့ကိုမြန်မာလိုပေးရင်အင်္ဂလိပ်လိုရေးတတ်ပြီအင်္ဂလိပ်လိုပေးမြန်မာလိုပြန်တတ်ဘူး own english နဲ့ဆရာ letter writing အစစ်ကြီးနိုင်ပြီအဲ့ဒီမှာကော်ရယ်လန်ဆိုရင်ပြတ်ထန်းစာအုပ်လက်ညိုးလောက်ထူပါလေဟိုပစမိတ်သမုဒ္ဒရာတွေကတင်းမောပြတ်ပြီးတန်တာကျွန်းလေးတစ်ချို့မှာသွားတင်နေတဲ့တငယ်ချင်း၃ယောက်အကြောင်းအဲ့ဆိုလာလန်းနေကြောင်းကိုရေးထားတာဆရာကဘာသာပြန်နဲ့တိုက်ဖက်နှုတ်ဆုံးခေါ်တာနဲ့ရှင်းလင်းချက်နဲ့တိုက်ကြည့်မင်းနင်းစာအုပ်နဲ့တိုက်ကြည့်အဲ့ဒီဟာကိုအစအဆုံးတစ်ခေါက်ပြီးတော့နောက်ကျောပုံမှာတစ်ချစ်ချစ်ပြန်စနှစ်ခေါက်ပြီးတော့နှစ်ချစ်သုံးချစ်လေးချစ်ငါးချစ်အာလုံးဆရာစာအုပ်ကနောက်ကျောပုံမှာ 25ချစ်ရှိပါရဲ့ဘယ်သူမှအဲ့လောက်မလုပ်ပါဘူးအဲ့လောက်လုပ်နေရတာမောနေမှာပဲနော်ဆိုလုံးဝမမောပါဘူးပျော်လို့ဟာအချိန်နေအများကြီးယူရမှာပဲနော်မယူရပါဘူးဆရာကလှုပ်လှုပ်ရတယ်လှုပ်လှုပ်ရတော့ဘယ်ချိန်တော့မိနစ်ကို2ချိန်2နာရီရတယ်ညက်နေ2နာရီရတယ်ညက်3နာရီရတနေ့9နာရီရအဲ့ဒီဟာနဲ့လှုပ်တာမှအများကြီးပြီးတာပဲမင်းင်းနေကြက်တာသမင်းစားဖို့သွားလို့ရှိရင်ဆိုင်မှာသွားစား ကိုကသမင်းခုနေတော့ကြက်10လုံးရမနဲ့10လုံးည10လုံးတနေ့အလုံး20နှစ်တော့ကျော်တော့မိနေနေအကုန်လုံးကုန်သွားလို့လွမ်းတောင်နေရသေးတကယ်လို့ကြည့်ပါတဲ့တားလို့သမီးတို့ကိုပြောချင်ပါလေကိုကိုကိုမြညံထိုင်းနေမထင်နဲ့မင်းတို့မကြက်မမှတ်လို့ညံနေမတွက်တာဗျခုတ်နေကြဒါထက်တယ်အယောင်ကိုလက်နေတာပဲမခုတ်ခဲနဲ့ဒါတက်လက်တစ်ထားလိုက်တန်ကြီးတက်ပြီးတော့တုံးသွားလိမ့်မယ်မင်းတို့စာမကြက်ခွနဲ့ပြင်းတုံးသွားလိမ့်မယ် စာချက်တဲ့ကောမေဝင်ချက်ကြည့်တမျက်နာမင်းတနာရီချက်ရအဲ့တဲ့ငဲတဲ့ချက်ပါများလို့ရှိရင်နိုင်ယူနေရမယ်နောက်10မိနစ်နေရနောက်9မိနစ်လောက်နေရတယ်မင်းတို့ညာနေရတော့အဲ့ဒီခါမှာမင်းကောင်ပြန်ပို့ပြီးတော့ဝန်တာရအားတက်တယ်တဲ့လူတယောက်ကစ조사လေးလေးညာလေးတွက်လေးလေးထက်မြက်လေးလေးကိုယ့်ကိုယ်ကိုယုံကြည်မှုအားကောင်းနေလေးတားလို့တမိတို့ကိုအဲ့ဒါကလေးပေးခြင်းလို့ဒီစကားလေးပြောနေတာပါအဲ့လိုနင်းတဲ့ဆရာကလုပ်လိုက်တာ အင်းငလိပ်စာလေးလလောက်လားဆရာကကိုကြီးစစ်ပေးတယ်ဆရာနဲ့ဆရာမကပြောတယ်မင်းအင်းငလိပ်စာတော့ရိုက်ချိုင်တော့မကြတော့ဘူးတဲ့ဒါနဲ့ဆရာကခင်ပညာဝင်ရုံသွားကျန်တဲ့ဘာသာတွေရယ်ဆီလဘတ်တောင်းတယ်ပြုံညွန်းတယ်တခုမှလေလို့မခနိုင်ဘူးဆရာအကုန်လုံးချက်ချက်လိုက်တဲ့ခါကျတော့တလလုံးအားလုံးပြီးပါလေမမလေးချက်သွားတာပါပဲအားလုံးပြီးတယ် revision ပြန်တယ်တပတ်လုံးမှာအကုန်ပြီးပါလေ အဲ့ဒီချိန်ကစပြီးဆရာမော်တော်ကားဝေးဝေးကရှောင်းပါလေကားမတိုက်အောင်ပြီလို့သိပါလေဒီလက်ကိုကားထိမှဆိုးလို့ဖြေးနိုင်ပါလေအောင်စင်းထွက်တဲ့ခါကောင်းစွာအောင်ပါလေဘလို့ကောင်းစွာအောင်လို့ကြိုက်ရတက်ကတူသွားလို့ရတဲ့အမှတ်နဲ့အောင်ပါလေကြည်စံ6နှစ်တည်းပြတ်ထားတဲ့အကောင်ဆရာကဘာလျှောက်တော့မင်းလေးဝိဇ္ဇာသိပ္ပံတက်ကတူမြန်မာစာကြီးကလျှောက်တယ် ပြီးတော့မှစိုက်ပျိုးရေးတက်ကတူလျှောက်တယ်ပြီးတော့မှဆေးတက်ကတူလျှောက်တယ်ယူကြောင်ကြောင်လောက်တာမဟုတ်ကိုဋ္ဌိပဲနဲ့ကိုလောက်တာဆေးပညာထင်ကြည့်ပါလေဆောင်းဝင်လေးစားပါလေစိုက်ပျိုးရေးပညာတကယ်ပညာကောင်းပါလေရိုးတရက်တဲ့ပညာရင်းဆရာကတော့ဆရာပြီးမုန်းနေရမိတယ်မိဘဖြစ်ချင်တယ်တဲ့ဖြေပြီးပြီကျွန်တော်စာရေးဆရာဖြစ်ချင်တယ်ငါရမြန်မာဆရာမပြောကြတဲ့ကိုက နှလုံးသားမှာစူးဝင်နေတဲ့စာရေးဆရာစာရေးဆရာဖြစ်နေတဲ့ကောင်ဟိုရောင်ဒီရောင်ရောင်လုပ်နေတဲ့ literature မြန်မာစာအရေးသားကျွမ်းအောင်မြန်မာစာအဓိကမြန်မာစာရှောက်လိုက်ဆရာနံပါတ်1ရှောက်တဲ့မြန်မာစာနဲ့ပဲမန္တလေးတက္ကသိုလ်ဝင်ခွင့်ရတယ်တက္ကသိုလ်ဝင်ခွင့်ဆရာရဲ့ခုံနံပါတ်ပြည့်ပဲ A1 1တသက်လုံးမရဘူးတဲ့1အဲ့ဒီမှာစရပါလေအမှန်အများကြီးနဲ့ရှောက်တော့ဆရာတက်ရတယ် မမရအင်းက1960နဲ့5ခုနှစ်တက္ကသိုလ်လူရည်ကျော်နေစရွေးတဲ့နှစ်ပါပဲဝိဇာဘာသာရဲ့တစ်ခုနှစ်ယောက်ကိုထပ်ပြီးတော့ပြိုင်ပါတယ်ဆရာထပ်ပြီးတော့တစ်ရပါတယ်တက္ကသိုလ်လူရည်ကျော်ရွေးခံရပါတယ်ဒီကြောင့်မပြောတော့ဟွာကြွားလို့စိတ်အလင်းမရှိပါဟွာကြွားချင်းဒီတိတ်နှုတ်ပင်ဖြစ်သောလူညံ့တို့အလုပ်နားလေပါတယ်သားတို့သမီးတို့နှိုင်းရှင်ပြကြပါတယ် ဟိုဘက်တောင်းမှလာကဆာမင်းမတစ်ခါမှမောင်းဘူးတဲ့သူပါလူ60ရှိတဲ့တန်းထဲမှာ40နှစ်နောက်ရှိတဲ့သူပါတကယ်အဖြစ်မှန်ပါပဲကိုကိုကိုညံ့နေထင်လို့ညံ့နေဘူးပါလေตาတို့တမီးတို့ကိုကိုကိုညံ့နေထင်ပြီးတော့ညံ့နေမှာစိုးရိမ်ဝန်လို့ပြောတာပါလူများစွာတို့ဒီတဲ့ကို့မှာရှိသောအည်ချင်းကောင်းများကိုထုတ်မသုံးဘဲနဲ့တေရွာတိပါသွားကြနှမျောစီကောင်းလာတယ် ဆရာဒီပီမွန်နေစောင်းတစ်ထပ်ကိုကမဖက်ခဲ့ရညောင်ကြားထဲမှာစက်သိမ်းมาပါပဲဆရာတိမ်ငယ်စိတ်ကိုဆရာပီမွန်နေကခွာချက်ပြီးတော့အောင်စိတ်နဲ့လမ်းပေါ်ကိုတင်ပေးနိုင်ခဲ့ပါတယ်ဆရာဘဝရဲ့ကယ်တင်ရှင်ယေရှုရှင်ပါပဲအဲ့ဒီယေရှုကိုပြန်ဆက်ပြီးတော့ဒီအောင်စိတ်ကိုသားတို့သမီးတို့ပေးချင်တာပါပဲဒီပွားများကိုလုပ်တဲ့အောင်စိတ်ကုမ္ပဏီပိုင်ရှင်ဦးအောင်ကြီးရတယ်ဒီသားတို့သမီးတို့ကိုစေတနာထားပါတယ် ဒီနေ့အဲ့ဒါကလေးကိုပြောပေးစမ်းပါဆရာပြောတယ်။နောက်တစ်ခုကအဲ့ဒီဟာပြန်ဘလောက်ပြန်ကောင်းလိုက်တုံးဆိုရင်မင်းတို့အောင်စိတ်ကိုမွေးစမ်းဆရာဆန္ဒမူနာပြုတ်ပြီးတော့ဆရာကခုနတန်းဆင်တော့မရှိပဲဆယ်တန်းထူးထူးချွန်ချွန်အောင်နေရင်မင်းတို့ကမင်းတို့အဆင့်နဲ့အခုချိန်ကရာကြီးလုပ်လို့ရတယ်ကျိုးကျိုးဆားဆားလုပ်ရင်ဆရာဆယ်ဆတိုင်းနဲပါလေအဆ20လောက်တာမတော်ကကြလိုက် လောက်ကြည့်စမ်းပါတဲ့ညာကောင်းတယ်ဆိုပြီးတော့လည်းမပေါ့နဲ့ရှင်စနကပြိဝန်သားပြောတဲ့စကားရှိတယ်မရပူလားဆရာတော်ကြီးတကယ်အရေးမှာညာနမားတို့ဝရိယသမားကိုလက်ယူမမိချင်းညာကောင်းတဲ့ကောင်ပေါ့တဲ့ဝရိယရှိထူးထူးစွာအောင်နိုင်တယ်ညာလည်းကောင်းဝရိယလည်းရှိအဲ့ဒီနှစ်ခုပူအောင်လိုက်ရင်တော့ဒီကောင်တိုင်းအတိုင်းနဲ့အလုံးတကွန်ထူတော့မှာပါပဲကြောင့်မို့လို့ ကျိုးစားစမ်းပါတဲ့ပြင်းရှိညင်းဝိမနေကြပါနဲ့အဲ့ဒီပြင်းရှိညင်းဝိနေကိုယ့်ကိုယ်ကိုဆက်ဆုပ်လိုက်မယ်ယုံမုန်းလိုက်မယ်အရသာမရှိဘူးမတတ်တာဘူးကျိုးစားရင်ပျော်စရာလည်းကောင်းတယ်ညံနေလည်းတွက်လာလိမ့်သားတို့သမီးတို့ကအခြေခံကောင်းနေရာကောင်းနေမှာကုသိုလ်ကံကောင်းတဲ့လူတွေပါမိမိရဲ့ကုသိုလ်ကံစင်ထက်ပြီးတော့မြင့်ဟောဒီထဲကမြင့်ဆရာကတော့ဆရာတို့ကကျိုးကျိုးစားစားပြောလို့ ဆယ်ရောက်လောက်ရရင်တော်ပါပြီလို့ဆရာလောဘစိတ်ကမနေဘူးအဲ့လောက်နဲ့မတင်နိုင်ဘူးဒီမှာလူ900ရှိ900စလုံးရကျင်လိုက်တာတယောက်တည်းပဲ့ကြံပြီးတော့အဲ့ဒီလူကြီးဟာပြောပြောငါတော့ပြင်းလိုက်ဦးမယ်လို့အဲ့ဒီကလေးကိုစိုးရင်လိုက်တာအဲ့ဒီတယောက်လောက်ကလေးပဲ့သွားမယ်ကလေးကိုစိုးရင်လိုက်တာတားတို့သမီးတို့ဘဝအထိဒီကတက်ရမှာလို့ အောင်စိတ်ဘဝတိငွေရမှာအဲ့ဒီရရတဲ့အောင်စိတ်ကမင်းတသက်လုံးကိုတလူးလူးနဲ့လမ်းကြောင်းတွေဖွင့်ပေးသွားမှာပါမင်းတို့မိဘကရောဟာဒီလူကြောင်းတွေကိုထားရငွေကုန်ကြေးကြတဲ့ခန္ဓာဘာလို့ချင်တာတော့အခုချိန်မှာသားတို့သမီးတို့မိဘကျေးဇူးကိုဆက်ချင်တယ်လို့ဆိုရင်မင်းတခြားကြည့်ကြတဲ့နေ့လေးနဲ့မဆက်နိုင်ဘူးသူတို့ဖြစ်ချင်တာဘာလဲသားတို့သမီးတို့ထူးချွန်တဲ့ဆံမွေးဝဲအောင်တာဂုံတူးတွေရလိုချင်တာ အဲ့ဒါရအောင်လုပ်ပြီးမိဘကျေးဇူးတထောကြီးဆက်ပြီးသားပဲဝန်းတာလိုက်မယ်မျိုးငါသမီး၆ပါးလာကုန်လို့ဟေးကလေးတဲ့အဖေမေကဂျွန်းပြစ်နေအောင်ပြောတာပြောလိုက်တာမုံမမြင်လေးမမြင်ပဲကိုမိဘကိုကိုကိုကြောင်းပြီးတော့အဲ့လိုပျော်ရွှင်အောင်လုပ်လိုက်စမ်းပါတားတော့သမီးတို့ရဲ့ဘဝလေးတက်သွားလိမ့်မယ်မင်းတို့မိဘတွေလည်းဝန်းတာပျော်ရွှင်သွားလိမ့်မယ်ပထမဦးဆုံးသားတို့သမီးတို့ကြီးကျယ်စွာယေရှုဆက်နီးတစ်ခုပါပဲ။ သူတို့ဖြစ်စေခြင်းတဲ့အတိုင်းအောင်မြော်လို့ဒီစက်မှာ6ပါးလာဂုံတုမှန်ပါဖိုက်ကြောင်းက4ရောက်ထွက်သွားရင်သူများထွက်ရင်ထွက်နိုင်ဘာလို့ထွက်နိုင်လို့ဒီကြောင်းကအဲ့ဘာလာဆောင်ဂုံတုရောက်သိနိုင်တယ်ဆိုတော့အမတ်ခံရရှိသွားပြီကိုစိုးစားဖို့ပဲလိုတယ်ဆရာဘိုလ်ကလေးတည့်အောင်ဆိုတာနိုင်ငံကျော်ပြည်သားတင်နာရှင်ကြီးပါပဲဘိုလ်ကလေးကိုသူခေါ်သွားတယ်သူကြောင်းက9ဘာသာအထိပဲပါတယ်4ဘာသာအထိပဲပါတယ် ဆက်ဦးစောချစ်ကျွန်တော်ဘိုလ်ကလေး6ဘာသာကုန်လို့ပြောပြောပေးစမ်းမှာဒီကြောင်းကလေးကိုသူခေါ်သွားပြီးတော့ပြောခိုင်းထွက်လို့ရှိရင်နောက်နေ့ကျတသိန်းပေးပါသူကကျွန်တော်ပြောပြတယ်အာမတ်ကနောက်တစ်နေ့တသိန်းပေးလိုက်ရတယ်တယောက်ထွက်တယ်ဆရာကပြောတာအခု6ဘာသာကုန်လို့မရင်ခြေချော်လက်ချော်4ဘာသာဖြစ်တတ်တယ်4ဘာသာမရင်2ဘာသာဖြစ်တတ်တယ်အဲ့ကြောင့်မလို့မင်းတို့၆ပါးသာဘုံတို့မှန်မှန်ပြီးတော့ခြေစော်လက်မချောအောင်စူးစမ်းလို့ပြောတော့ ထွက်တဲ့မင်းကလေးကိုမြေကြီးတမီးကဘယ်လိုမှန်းလိုက်တာတို့ခုနှစ်ပါးသာမှန်းလိုက်တာဟဲ့ရှိမှမရှိပဲဆရာကြီးပြောတယ်ချော်မှဆိုးလို့ပါထွက်သွားတယ်အဲ့ဒီနေ့မှတစ်ခါထပ်ပြီးတော့ဟောထပ်ပြီးတော့နောက်တစ်နေ့ကျတော့နှစ်ယောက်ထပ်ပါလေဘုံကလေးတင်းအောင်တသိမ်းမဲ့ပေးနိုင်လို့သူ့ရဲ့ဘုံကလေးမျိုးနယ်သားတွေကထပ်ပြီးတသိမ်းဆိုင်ပေးလိုက်ရပါလေကြည့်စမ်းတကယ်လို့ဟုတ်ဖြစ်တယ် သားတို့သမီးတို့မင်းတို့အခြေခံကောင်းရှိမြေကောင်းရှိရေကောင်းရှိလေကောင်းရှိမင်းတို့ကိုယ်တိုင်ကပန်းနေပွင့်မှုလိုတယ်ပန်း၆ပွင့်ဒီ၆ပွင့်ပွင့်လိုက်စမ်းပါကိုယ်တိုင်နေပါတယ်အခုနှစ်ကစလို့အဲ့ဒီကောင်ကြီးပိုးတော့ချိန်နေရသေးတယ်ဆယ်တဲ့နေရလဲသတိရတဲ့ချိန်တော့မကြပါဘူးအဲ့ကြောင့်မလို့ဆရာကချိန်လဲငဲ့ပြီးတော့ဆယ်နှစ်ခိုးပါဘူးမင်းတို့မိဘကျေးဇူးကို ပထမတတုတ်ဆက်ဖို့ကတော့သူတို့ဖြစ်စေခြင်းနဲ့ဆံမွေးအောင်မှုအောင်ရမှာလေဂုံတို့တွေအများကြီးနဲ့မိပါတယ်ဝမ်းရောဝမ်းသာဖြစ်လာကျေးဇူးဆက်လိုက်ဆံမွေးနောက်တစ်မျိုးကတော့ဒီရောမှာလည်းမင်းတို့ဆက်နေတဲ့မျိုးတွေရှိတယ်အမေဟင်းချက်မင်းဂျင်းဂျယ်လီညအေးလေးတော့တော့မင်းမောင်းနေဘူးရဲ့ အေးပါတော့ရေလေးအေးအေးလေးတော့ရင်းနေကိုအေးငါသမီးလေးငါသားလေးလိမ်မလိုက်တာတာရူတာရူတာရူဆရာမကုန်လို့ရဲ့ညာရင်တော့မစစ်တော့မေရောင်းနေလားဆက်ကြောနှိပ်ပေးမလေးကြောဆက်ပေးမယ်ဆယ်ချက်လောက်ပါသိမများပါဘူးအဲ့လိုဆွဲရတဲ့ကုမလေးကောင်းနေတာတာရူတာရူတာရူဆရာမကုန်လို့ရဲ့ညာရင်တော့မစစ်တော့အဲ့နေလားမေရက်ခတ်ပေးဦးမယ်စိတ်ချမ်းသာအဖေနင်းပေးရမလား ရက်ခတ်ပေးဦးမလေးငါသားလေးဖျားလေးဆုပြီးပေးအမေလေးဆုပြီးပေးမိဘကျေစုကိုတက်နေတယ်မင်းနဲ့ဆက်တာပါပဲများသောဖြင့်အဲ့လိုမဟုတ်ဘူးဗျအမေစာကြည့်ရရှင်နေကို6ရေတစ်ခါတော့ပေးသမှာဟုတ်ဟဲ့ဘတော်ရပါရရအမေကယူလိုက်ပေးရေလေးတောင်းလေးအမေတလက်စာရဲစကြောလေးဆောသွားသမှာဟုတ်ဟဲ့ဘတော်ရပါရရပါရပါ ဲ့ဒါဘုရားတို့တာရုတော်ခေါ်လိုက်ကြပါတာရုတာရုတာရုအမေဆယ်ရက်မှဘုံကြီးရဲ့ညာကြီးနဲ့အောင်ပါစေခုချိန်မှာဆက်ဒီတဲ့ကြည့်တဲ့ခါကျတော့မင်းတို့လုံးလုံးလျရပြီပြီးပါဆိုပေးပါတွေးပါတဲ့ခင်လေးတို့ကဖြစ်ပေးပါပစိုးလေးတို့ကဖြစ်ပေးပါဖနက်ကလေးတရားဖြစ်ပေးပါဆရာခုကိုလုဆာနဲ့ကိုစားနိုင်ပါလေဒါမှဆရာသားဆရာသမီးအိမ်တော်ကြံ့နေကြပါဘူး လားဆိုသူတို့ကြောက်ပါလေသူတို့ကြောက်တာလေးတွေကိုဆရာကိုပါတာကိုရတာလေးပုံမဲ့ပါလေကိုမရှိတဲ့ပစိုးကောင်းနဲ့တားပေးတဲ့ပစိုးကညံ့ညင်းနေမစိဟိုးမင်းပစိုးလေးကကောင်းလိုက်တာဒီကောင်တကယ်တော့ကြမ်းနေတို့ဖေကညဝေးချင်တာပစိုးမရှိတဲ့တော်ပဲကွာငါသားအန်ဒီရဲ့ကင်းပါစေငါသားသူ့တို့ရပါစေလို့အဲ့ပစိုးကိုဝှက်ပြောင်းဟုတ်တယ်ဗျာငါသမီးအန်ဒီရဲ့ကင်းပါစေငါသမီးသူ့တို့ရပါစေလို့သူပေးတဲ့ဟာစားတယ်ဗျာ မိဘစိတ်ချမ်းသာတယ်ဗျာအဲ့ဒါကြတော့သူမျိုးသားစွာနဲ့ကြီးစရာပြောတော့ရှိတယ်အလင်းနဲ့ပြောတော့လေလင်းနဲ့မှတ်သားတယ်တိကျမှတ်သားစေချင်တာကတော့မိဘကျေးဇူးကိုနားလည်လိုက်ပါတိလိုက်ပါတိပြီးတော့ထုတ်ဖို့ပြောပါဆက်ပါဘယ်လိုဆက်လဲအခုခါမှာတော့မိဘဖြစ်စေခြင်းတဲ့အတိုင်းဂုံတူးတွေအများကြီးရောက်စူးစမ်းပြီးတော့ဆက်စောစောကဆရာပြောတဲ့အောင်စိတ် plus နိဗ္ဗာန်ကျေစုဆက်လို့စိတ်အောင်စိတ်ကမင်းကိုအောင်မြင်လိုက်မယ်မသေးကြသေးဘူးလားမိမကျေစုကိုဆက်ချင်တဲ့စိတ်ကောင်းနဲ့ပေါင်းလိုက်တဲ့ခါကျတော့မင်းစိတ်ကပုံမှန်မြတ်သွားပြီအဲ့ဒါကြောင့်မို့လို့ကိုပိုးအောင်မြင်လိုက်မယ်ကိုအောင်မြင်လိုက် ပြီးပါဂျေဇူးဆက်ဖို့အတွက်ငါကြိုးစားလိုက်မယ်ကွာငါဖင်ငါမင်းဝန်တာပျော်ရှင်ပြီးတော့ဂုံနေတင့်ပြီးတော့နေကြအောင်ကြိုးစားလိုက်မယ်ကွာအဖေမေတို့ဂုံဂျေဇူးကိုဆက်တဲ့နေနဲ့လဲကြိုးစားမယ်အောင်စိတ်ကိုလည်းမွေးမယ်အဲ့ဒီကူပေါ့ရ၆ပါးသာဂုံဒီမထွက်ဆရာမရှိဘူး၆ပါးလုံးထပ်တော့မှမင်းတို့ဂုံတူးတွေအများကြီးထွက်လိမ့်မယ်အောင်ချက်တွေအများကြီးပိုကောင်းလိမ့်မယ်တားရလို့သမီးတို့ကြောက်ဂုံချက်တွေတင့်ပါစေတားရလို့သမီးတို့ ထူးချွန်တဲ့ဂုံတွေနဲ့အောင်ပါစေမိဘကျေးဇူးကိုဆက်နိုင်တဲ့တာကောင်းသမီးကောင်းတွေဖြစ်ကြပါစေလို့ဆုတောင်းရင်ဤကုန်းချုပ်ပါတယ်